ာပါเนาะဒီဗီဒီယိုလေးမှာတော့မင်းများဒီနှင်းကြည်ပန်းခေါင်းဒီကွင်းထိုးနီလေးကိုထိုးပြပေးပါမယ်เนาะသုံးထားတဲ့ရှီကတော့ဘီနက်ရှီကိုသုံးထားတယ်เนาะအဆိုင်နှင်းမီတာကိုပဲသုံးပြီးတော့ထိုးပါမယ်เนาะခေါင်းဒီကွင်းလေးလုံမယ်เนาะဒါဆိုရင်ဒီဗီဒီယိုလေးကိုစားလိုက်ကြရအောင်เนาะနှင်းဦးဆုံးရှီစိမ်းရောင်လေးနဲ့စပြီးတော့ထိုးမယ်เนาะရှီစိမ်းရောင်လေးနဲ့ဒီခေါင်းဒီကွင်းလေးထဲမှာတနည်းအားဖြင့်ဒီလိုမျိုး လာပြီးတော့ချိန်လာမယ်နော် ပြီးရင်ဖုန်မီတစ်ချက်တက်လိုက်မယ်နော်ဖုန်မီရက်တက်ပြီးဒီအောက်ကအစားလေးပဲတင်းသွားပြီးတော့တိုင်တူလေးတွေထိုးသွားမယ်နော်ပတ်ပတ်လေတိုင်တူလေးတွေ40နဲ့8တိုင်ထိုးသွားပါမယ်နော်ဒီကွင်းလေးထဲမှာနှစ်တိုင်ရပြီနော်ဘောဘွားလေးပဲထိုးပါနော်ကောင်းဒီကွင်းကကြက်ကြက်ကြီးထိုးရင်ကောင်းဒီကွင်းလိန်သွားတာမျိုးကြီးဖြစ်တတ်တယ်နော်3 4 6ပြီးရင်ဒီတိုင်တူလေးတို့နည်းနည်းလေးလက်ကလေးနဲ့ဒီလိုမျိုးလေးစုစုပေးပါเนาะဒီလိုမျိုးလေးပဲတိုင်တူလေးတွေပတ်ပတ်လေးဒီစက်နဲ့ခြေတိုင်ရအောင် ထိုးလာမယ်เนาะဒီမှာခြေစိမ်းရောင်လေးနဲ့ပတ်ပတ်လေးတိုင်တူလေးတွေ၄၀နဲ့ခြေတိုင် ထိုးလာပြီးပြီဆိုရင် ပထမဆုံးတိုင်တူရဲ့အထိတ်လေးမှာချက်ကော်လေးနဲ့ရှေးလိုက်မယ်เนาะဒါမျိုးလေး ဒါမျိုးလေးရပြီဆိုရင်ဖွင့်မီ3ခါဖွင့်မီ3ခါထိုးပြီးတော့နဘေးကက်လေးရဲ့တိုင်တိုးတီးနှင်းနှစ်ပေါက်ကိုရံမယ်3ပေါက်မြောက်မှာတိုင်တိုးလေးနဲ့ချိန်လိုက်မယ်နော်ဒါမျိုးလေးပြီးရင်တီးနှင်းတော့ဖွင့်မီ3ပေါက်ထိုးလိုက်မယ်နော်ဖွင့်မီ3ရက်ထိုးလိုက်မယ်ပြီးရင်အောက်မှာတိုင်တိုးတီးနှင်းနှစ်ပေါက်ချံမယ်3ပေါက်မြောက်မှာ နောက်ထပ်တိုင်တိုလေးနဲ့ရှိလိုက်မယ်ဒါမျိုးဂွင်းလေးတွေလောက်သွားမယ်နော်ပြီးရင်ဖုန်မီတုံးကပြန်ထိုးဖုန်မီတုံးကပြန်ထိုးပြီးရင်ဒီနှင်းနှစ်ပေါက်ရှံမယ်သုံးပေါက်မြောက်မှာတိုင်တိုလေးနဲ့ချိတ်နော်ဒါမျိုးလေးဒီနှင်းသုံးဖုန်မီတုံးကြထိုးမယ်ပြီးရင်နဘေးကလေးဟတိုင်တို့ဒီနှင်းနှစ်ပေါက်ချံမယ်သုံးပေါက်မြောက်မှာ တိုင်တူလေးနဲ့ချိတ်เนาะဖွင့်ပြီးတော့ကအောက်မှာနှစ်ပေါက်ရှံမယ်ဒီနှစ်နှစ်ပေါက်ရှံသုံးပေါက်မြောက်မှာတိုင်တူလေးနဲ့ချိတ်เนาะဒါမျိုးလေးပဲဂွင်းလေးတွေပပတ်လေထိုးသွားမယ်เนาะအမေမင်းပပတ်လေထိုးလာတယ်เนาะပပတ်လေဂွင်းလေးတွေစုစုပေါင်း16ဂွင်းရှိရမယ်เนาะ အမျိုးလေးနောက်ဆုံးနေရာကိုရောက်ပြီဆိုရင်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဒီပထမဆုံးထိုးထားတဲ့ဂွင်းလေးနဲ့တဲရနေတိုင်တူလေးနဲ့တစ်ခါရှိတ်လိုက်မယ်နော်ဒါမျိုးလေးဒါမျိုးလေးရောက်ပြီဆိုရင်ဖုံးပြီး၆ခါ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90ဖုံးပြီး၆ခါရောက်ပြီဆိုရင်ဒီဒုတိယမြောက်အကွင်းရနေစပြီးတော့ချက်ကော်လေးတစ်ခါထိုးချိတ်လိုက်မယ်နော်ဒါမျိုးလေး ချက်ကိုလေးတစ်ခါထိုးပြီးနောက်တစ်ပေါက်မှကြတော့တိုင်းထိုးတစ်ခါเนาะတိုင်းထိုးတစ်ခါပြီးတော့နောက်တစ်ပေါက်မှတိုင်းလက်တစ်ခါပြီးရင်နောက်ဆုံးကျန်နေတဲ့နှစ်ပေါက်ကိုကြတော့တစ်ပေါက်မှတိုင်းစီနဲ့တိုင်းရှီလေးတွေထိုးတိုင်းတိရော်လေးထိုးတယ်เนาะဒါလေးကတိရော်လေးကိုထိုးနေပြတာပါဟုတ်လားပြောဒါမျိုးလေး ဒါမျိုးလေးရပြီဆိုရင်ဒီမှာအောက်မှာတိုင်တူလေးထိုးထားတဲ့နေရာလေးကိုကန့်လန်လေးထည့်ပြီးတော့အချက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ဒါမျိုးလေးဒါဆိုရင်ဒီမှာတိရွက်လေးရပြီနော်တိရွက်လေးရပြီဆိုရင်ဒီကွင်းထဲမှာပဲနော်ဒီကွင်းထဲမှာမယ်တခါတိုင်တူလေးနဲ့ချိန်လိုက်မယ်ဒါမျိုးလေးနော်ဒါမျိုးလေးဒါမျိုးလေးရပြီဆိုရင်နောက်တစ်ကွင်းကိုတိုင်တူလေးနဲ့တခါကူးမယ်နော်တိုင်တူလေးနဲ့တခါကူးပြီးဖွင့်မီလေးက နော်ဖုန်မီလေးကထိုးပြီးဒုတိယမြောက်ဖုန်မီမှာချက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ဒါပြိုလေးပြီးရင်ဖုန်မီ3ဖုန်မီ3ကထိုးပြီးဒီကွင်းထဲမှာပဲတစ်ခါတိုင်တူလေးထိုးလိုက်မယ်နော်ဒါဆိုရင်ဒီမှာဒါမျိုးလေးရပြီနော်ဒါမျိုးလေးရပြီဆိုရင်နောက်တစ်ကွင်းကိုတစ်ခါပြန်ကူနော် ပြီးရင်ဖို့မီရှောက်ဖို့မီရှောက်ကထိုးပြီးဒီမှာထိုးခဲ့တယ်လို့မျိုးပဲတိရွက်လေးတခါပြန်ထိုးမယ်နော်ဒုတိယမြောက်ဖို့မီရနေစမယ်ရှက်ကော်လေးတခါပြီးရင်နောက်တစ်ပေါက်မှာတိုင်းတူတခါနော်ပြီးရင်နောက်တစ်ပေါက်မှာတိုင်လက်တစ်ခါနော် ပြီးရင်နောက်ဆုံးကြံနေတဲ့နှစ်ပောက်ကိုတစ်ပောက်မှာတိုင်းစီနဲ့တိုင်းရှိထိုးမယ်နော်တမျိုးလေးပြီးရင်အောက်ကတိုင်းတူလေးမှာကန့်လန့်နေထည့်ပြီးတော့ချက်ကော်လေးနဲ့ရှေးလိုက်တမျိုးလေးပြီးရင်ဒီကွင်းထဲမှာပဲတိုင်းတူလေးတစ်ခါပြန်ရှေးမယ်โอเคတမျိုးလေးတမျိုးလေးပဲတိရွက်ကလေးတစ်ခါပြီးရင်ဒီလိုမျိုး အာဂွင်းလေးပေါ့နော်ဖူးလေးပဲပြောရမှာပေါ့နော်ဒါမျိုးလေးတက်ခါနော်လူမျိုးတိရလေးထိုးပြီးပြီဆိုရင်ဒါမျိုးလေးပြန်ထိုးမယ်မျိုးလေးထိုးဖို့အတွက်နောက်တစ်ကွင်းမှာတိုင်တူလေးနဲ့ရှိမ့်မယ်နော်ပြီးရင်ဖုန်မီလေးကဖုန်မီလေးကထိုးပြီးဒုတိယမြောက်ဖုန်မီမှာချက်ကော်လေးနဲ့ချိန်လိုက်မယ်ပြီးရင်ဖုန်မီတော့ ပြီးရင်ဒီဝင်းထဲမှာပဲတိုင်တူလေးနဲ့ရှိတ်เนาะဒါမျိုးလေးဒါမျိုးလေးပဲဒီလိုမျိုးလေးညောတီရတခါဒီလိုမျိုးအဖူးပုံလန်းဒီတခါတီရတခါအဖူးပုံလန်းဒီခါဒီလိုမျိုးလေးပဲပပတ်လဲထိုးလာမယ်เนาะဒီမှာဒါမျိုးလေးတွေပပတ်လဲထိုးလာပြီးပြီဆိုရင်နောက်ဆုံးမှာဒီမှာတိုင်တူလေးထိုးပြီးပြီဆိုရင်ဒီပထမဆုံးထိုးလာတဲ့အတိုင်တူရဲ့အထိတ်လေးမှာเนาะချက်ကော်လေးနဲ့ချိန်ပြီးတော့ရှီသားလေးကိုဖြတ်လိုက်မယ်เนาะ ုတ်မီလေးတစ်ချက်တက်လိုက်မယ်เนาะပြုံးမထွက်အောင်တက်ပြီးမှခြေသားလေးကိုဖြတ်လိုက်မယ်เนาะပြီးရင်ဒီခြေသားလေးကိုအနောက်မှာတိမ့်လိုက်မယ်เนาะโอเคဒီမှာဒါမျိုးလေးထိုးလာပြီးပြီဆိုရင်ပန်းမွင့်လေးကိုထိုးမယ်เนาะပန်းမွင့်လေးကိုထိုးဖို့အတွက်ဒီအဖူးလေးနဲ့တိရွက်လေးရဲ့ဒီကြားထဲမှာ တိုင်တိုလေးရှိတယ်နော်အဲ့ဒီနေရာလေးမှာရှင်ဝင်ချိတ်ပြီးတော့ထိုးမယ်နော်ဒီအနောက်ကရှည်စားလေးကိုနည်းနည်းရှည်ရှည်လေးထားပြီးတော့ထိုးလိုက်မယ်နော်ချိတ်လိုက်မယ်ဖုံးမီဖုံးမီလေးတစ်ခါထိုးလိုက်မယ်နော်ပြီးရင်နောက်ထပ်ဖုံးမီရှစ်ခါ3 4 5ချောင်းခွန်ရှိ lưu miếu phô mỹ chiếc cả thù bì tế nế tổ phô mỹ tổng mong nhau mà tàn đồ lễ thù à tàn sĩ thù mà nó tàn sĩ đã bao thuê mà tổng tàn thù mà nế tổ bì nói <laughs> băng mà tổng tàn အင်းရင်နောက်တစ်ပေါက်မှာ3နိုင်ဒီလိုမျိုးတစ်ပေါက်မှာတိုင်ရှိလေး3နိုင်3နိုင်စီနဲ့ထိုးသွားမယ်နော်ဒီမှာတိုင်ရှိလေး3တိုင်3တိုင်ဒီနဲ့ထိုးလာပြီးပြီဆိုရင် နောက်ဆုံးကနောက်ထပ်ဖွင့်မီ3ခါထိုးနိုင်မယ်နော်ဖွင့်မီ3ခါထိုးပြီးစစချင်း ခြီချိတ်လာတဲ့အပေါက်ထဲမှာပဲเนาะချက်ကော်လေးနဲ့ချိတ်လိုက်မယ်ပြီးရင်ရှီသားလေးကိုရှီရှီလေးရှက်လိုက်မယ်เนาะရှီသားလေးကိုရှီရှီလေးဖြက်ပြီးဒီနေရာမှာချုပ်ရက်လေးဝင်ထည့်မယ်ဝင်ထည့်ပြီးဒီအပွင့်လေးကိုလိမ့်လိုက်မယ်เนาะဒါမျိုးလေးเนาะဒါမျိုးလေးလိမ့်လိုက်ပါမယ် ပွင်းလေးကိုလိုက်ပြီးတော့ဒီအနောက်ကလေးကနေဒီမျိုးလေးချုပ်လိုက်မယ်နော်ပန်းမွင့်လေးကိုလာလာလေးချုပ်ပေးပါနော်မင်းမင်းချုပ်လိုက်တာသိပြီမလားတလို့ဖြစ်သွားတယ်နော်ကိုပန်တာကိုချုပ်တဲ့အခါလာလာလေးချုပ်လိုက်ပါနော်ဒါမျိုးလေး ແລະຊັ້ນຕົງຈາລາຊົ່ວໄດ້ປານໍຕາມຍໍຍາໄປໂຊຍດີນອກກະອາສາດີນີ້ໂອປູປີດໍຊີໄລແມ່ນໍ ဦးချေပြီးဒီအစလေးနှစ်စကိုလည်းတခါပြန်သိမ်းလိုက်မယ်နော်စလေးနှစ်စကိုလည်းဒီအပွင့်လေးထဲမှာပဲသိမ်းလိုက်ပါမယ်နော်ဒါမျိုးလေးโอเคဒါဆိုရင်ဒီမှာနှင်းစီပန်းလေးတပွင့်ရပါပြီနော်ဒီလိုမျိုးနှင်းစီပန်းလေးတွေရှစ်ခုထိုးသွားပါမယ်နော်ဒီမှာတပွင့် ထိုးလိုက်တယ်เนาะပြီးရင်နောက်တစ်ပွင့်ကိုရတော့ဒီနေရာမှာပြီးရင်နောက်တစ်ပွင့်ကိုရတော့ဒီနေရာမှာဒီလိုမျိုးလေးပဲပတ်ပတ်လည်ရှစ်ခုရအောင်ထိုးမယ်เนาะဒီမှာထိုးခဲ့တဲ့လူဒီလိုမျိုးအဲတိရွက်လေးတွေဂျားလေးတွေမှာထိုးထိုးသွားတယ်เนาะရှစ်ခုโอเคဒါဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်เนาะ